နျူကလ িয়ার ထိပ်ဖို့တက်ဆင်နိုင်ပြီးအဆင့်မြင့်တင်ထားတဲ့ဝေဟင်ကနေမြေပြင်ပြစ်ဒုံးကျည်မျိုးစားတဲ့ကိုပြင်သစ်ရေတပ်ကပထမဆုံးအကြိမ်အအောင်မြင်မြင်စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ASNPA အတာလက်ပြစ်ဒုံးကျည်ဟာမူလ ASNPA ကိုဖပောင်းဆောင်ကနေအဆင့်မြင့်တင်ထားတဲ့အမျိုးအစားဖြစ်ပါတယ်။ပြင်သစ်လေတပ်မှာအဲ့ဒီဒုံးကျည်ကို စတင်အသုံးပြုနေပြီးအခုတော့ရေတပ်ကတိုက်လေရင်တွေအတွက်ပါလက်လွှဲပေးလာတဲ့သဘောပဲဖြစ်ပါတယ်။ စူပါဆော့နစ်မြန်နှုံးနဲ့ပြန်တမ်းပြီးပြစ်မှတ်ကိုခြေရာခံချင်းမုံးနိုင်တဲ့ ASMPA အဒုံးကြီးကို Charles De Gaulle လေရင်တင်တင်မောကြီးပေါ်မှာအခြေဆိုင်တဲ့ Rafael တိုက်လေရင်တစည်းကနေအောင်အောင်မြင်းမြင်းစမ်းသပ်ပြစ်ခတ်နိုင်ခဲ့တယ်လို့ရေဓာတ်ကထုတ်ပြန်ခဲ့ပါတယ်။ဒါဟာအဲ့ဒီဒုံးကြီးကိုဒုတိယအကြိမ်စမ်းသပ်ခြင်းဖြစ်ပြီးရန်သူပြစ်မှတ်တစ်ခုကိုလက်ဦးမှုယူတိုက်ခိုက်တဲ့တရုတ်တူပုံစံမျိုးစီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ ASMPA ကိုပြင်သစ်ရဲ့ လေတပ်နဲ့အာကာသတပ်ဖွဲ့တွေမှာတော့2023ခုနှစ်ကတည်းကစတင်အသုံးပြုနေပါတယ်။ပထမအကြိမ်စတ်တမှုကိုပြင်သစ်လေတပ်ကလှုပ်ဆောင်ခဲ့ပြီးအဲ့ဒီတုန်းကတော့တိုက်လေရင်တွေမှာချိတ်ဆွဲထားတဲ့ဒုံးကျည်ရဲ့ဓာတ်ပုံတွေကို ဖုံးကွယ်ပြီးမှထုတ်ပြန်ခဲ့ပါတယ်။အခုဒီကြိမ်ရေတပ်ရဲ့စတ်တမှုမှာတော့ရာဖဲလေရင်မှာတပ်ဆင်ထားတဲ့ဒုံးကျည်ရဲ့ပုံကို ပထမဆုံးအကြိမ်ဖြစ် ရှင်းရှင်းလင်းလင်းပြသထားပါတယ်။ နိုဝင်ဘာ23ရက်နေ့ကရေတပ်ရဲ့ RAFAM တိုက်လေရင်ဟာထိတ်ဖို့အတုတက်ဆင်ထားတဲ့ဒုံးကျည်ကိုစမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဒုံးကျည်ဟာအတန်ထက်3ဆလောက်မြန်အောင် ပြတ်တန်းနိုင်ပြီးမူလအမျိုးအစားကရောက်ရှိနိုင်တဲ့ကီလိုမီတာ900ခီးကွာဝေးတဲ့ပို့ပြီးခီးပေါက်အောင် ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ရုရှားရဲ့အချိန်ချောက်မှုတွေပုံမိုကြီးမားလာတာနဲ့မျှပြင်သစ်ဟာ နိုင်ငံရဲ့နျူကလ িয়ার တိုက်ခိုက်ရေးစွမ်းရည်ကိုပုံမချက်ထွေမှုစ조사ပြင်ဆင်နေပါတယ်။ရေဒတ်ဟာရေငုပ်သင်းမောအခြေဆိုင် M513 နျူကလ িয়ার တိုက်ခြင်းပြဒုံးကျည်တွေကိုလည်းပုံမအဆင့်မြင့်တဲ့ M514 တွေနဲ့ပြောင်းလဲတပ်ဆင်နေတယ်လို့သိရပါတယ်ရ